နေလို့မရဘူးပြီးတော့တခါတည်းခေါ်သွားမှမထားဘူးငါပြထားတဲ့ဘက်ကြီးဟုတ်ပြန်တော်မူတာလဲကိုလည်းမသိလိုက်ဘူး။ line မှာမှာဝင်ပူးတော့ကြတော့စွဲလန်းလို့ဘာညာပြောကြ။ဒါအဲ့လိုလည်းမပြောပါနဲ့ဗျာနော်။ဘုန်းကြီးကိုတချို့ကဒီပြန်လုံတော်မူတာတောင်မှအဲစွဲတယ်ပေါ့နော်။ဘာလို့ပြတာတို့မင်းတို့သွားဝင်ကြည့်လိုက်ဟို။ကြည့်ပြီပြီဒီလိုကြည့်ပြီပြီ။ဟာလက်ကြီးချတာမြင်လား။မြင်တယ်။မြင်တယ်လို့မြင်လားကခုဖုန်းတော့ကချတာလက်ကြီးရောက်ချတာမြင်လား။မြင်တယ်လို့မြင်လား။ ိတယ်ဒီတော့မစွဲနဲ့လေကိုအဲ့လိုတောင်းနေကြွဲတာတော့မစွဲနဲ့မစွဲနဲ့ဘာပေါမတော့ဒီပြန်တော့ဘာပါလုံးပြောခုလိုတွေကမကြည့်ချတာမြင်လားသွားသွားကြည့်တယ်ဟုတ်ကြည့်ပြီးပြီဒီသွားကြည့်တယ်ဟုတ်ကြည့်ကြလိုက်ခလေးတတိတော့ဒီပြန်လုတ်တဲ့ခုလိုတွေအပြင်ပြန်တော့ကိုပါမှာဒါတွေကမပါဘူးဟောရတို့ရေးဒါရေးခရေးတခွန်တောင်ရဲ့အထက်ကအောင်တော်မူမြတ်စွာဘုရားတဲ့ဒါမော်ကြီးတို့ရဲ့အကိုကြီးဦးစင်းဝတ်နေတာပေါ့နော်ဦးစင်းဝတ်လာဒီတောင်ပေါ်မှာနေပြန်လုံတော်မူသွားတာ ဘသူမှမသိလိုက်ဘူးဒီနေ့ဒါအကိုကြီးဆုံးဦးစင်းဝင်နေပြန်လုံတော်မူသွားတာအဲ့ဒါ6ရက်ရှိသွားပြီတဲ့လောက်တူဘူးထိုးနေနော်မသိလိုက်ဘူးအဲ့ဒါကြောင့်မို့နော်လူပွားရောက်တုံးလေးမှာနော်ကိုတော့ဘာမှမပေါဘူးဆိုတာဒီပြတာနော်ဒါဒါအကိုကြီးတဲ့ရတရားတွေပါရှင်အများကြီးတရားတွေနော်ဟာတောင်းမမ အကိုကြီးကဥဆောင်ပြီးတဲတာပေါ့နော်အလှရှင်တွေကတော့ရှိတာပေါ့မန္တလေးကရွှေဆိုင်တွေကနေလူကြတာလူကြတာဒီမှာဒါကူတောင်မော်ရောက်လာဟင်းသာကူရဲ့အထက်အောင်တော်မူဖုရားတဲ့ဒါမော်ကြီးတို့ရဲ့အကူအကြီးဆုံးအောင်တော်မရှိရောက်ဖုရားအကူအကြီးဆုံးဒါအရင်ဆုံးစုံသွားတာအရင်ဆုံးစုံသွားတာပါရှင်ဒါခွေးလေးတွေဆိုဆွဲကောင်းကြံခဲ့တယ်တဲ့ဒီခွေးလေးတွေဘယ်လိုလောက်ကြမယ်မသိဘူး ီခွေးလေးတွေဘယ်သူမှမပြောဒီတောင်ပေါ်မှာလည်းလူတရားအောင်မှလည်းမရှိဘူးအဲခွေးလေးတွေဟုတ်အကိုကြီးရဲ့ညီမငယ်ဆုံးလေးကိုသူ့အိတ်ကြီးတော့ပေးထားခဲ့တယ်တဲ့ဘာအိတ်လေးတော့မသိဘူးအဲ့လိုအိလေးတော့အငယ်ဆုံးညီမလေးကိုပေးတယ်ဒီမဲ့ဒီခွေးလေးတွေဘလို့စောင့်ရှောက်ကြမလို့ဟိုခွေးစားလာလာကြွေးတဲ့ကလေးလေးရယ်လာစောင့်ရှောက်มาရမှာဒီတောင်မမလူကမရှိဘူးဒါခုကျန်တဲ့ညီကောင်မောင်နှမတွေအကုန်လုံးကလာတဲ့ကြွားတာပေါ့နော်ကဲဟိုလာလို့ရေး လူဘဝဆိုတာနော်ကိုရှိတဲ့တင်ဆိုင်ကိုလာတာအကောင်းတဲ့ဘုံဘဝတော့ရောက်မှာပါအောင်ဆိုလောက်ဖရားတွေတဲ့เจ้าနေဆောက်တာဒါဆိုရင်ဒါသူတယောက်တည်းလောက်ခဲ့တဲ့နေရာတွေဒီမှာညောင်မင်းကြီးတွေဆောက်ထားတယ်ညောင်မင်းကြီးနော်ဟိုညောင်မင်းတွေလည်းသူဟမ်ပါလိဟိတီတွေအင်းအကုန်လုံးနိုင်တာဒီမှာဒီလမ်းလေးတွေဆိုဖြစ်အောင်ကိုလောက်တာကဲကိုရေကောင်းရမွန်ရရောက်ပါစေဥစဉ်ဆိုတော့နော်ဆရာတော်ဖရားကောင်းရမွန်ရရောက်ပါစေ တောင်ပေါ်ဟာဘုန်းကြီးဥတ္တမဆုံးသွားတဲ့အကြောင်းလေးကိုဒါကပြန်ပြီးတော့ပြောပြပေးတာပြောပြပေးတာဆိုတာကကြတော့မနေ့ကလည်းတင်သင်းသလောက်ဗီဒီယိုလေးတွေလည်းတင်ပေးထားတယ်အဲပြီးကြတော့ဒီဘုန်းကြီးကိုတချို့ကဒီပြန်လုံတော်မူတာတောင်မှအဲစွဲတယ်ပေါ့နော် မှန်ပါတယ်သူပြောသလိုဒီသူလုတ်เสียရကိစ္စတွေမပြီးပြတ်သေးတဲ့အရာတွေကိုဆွဲတယ်ဆိုတာကိုလက်ခံတယ်မိသားစုအနေနဲ့ရကြတော့လေဘာလို့လက်ခံတယ်လဲဆိုတော့မနေ့အဲ့ဒီဖုန်းကြီးမှာဖုန်းကြီးနိုင်ရေတကြိုးရောမယ်ဆိုပြီးကျွန်တော်တောင်ပေါ်ရောက်သွားတဲ့အချိန်မှာဖုန်းကြီးဘေးမှာဖုန်းကြီးရဲ့ဒီအိတ်သူအခန်းမှာပေါ့နော်ပတ်စံလေးအိတ်ကလေးနဲ့ထုတ်ထားရေးလဲတွေ့ခဲ့အဲ့မှာသူ့တကာတွေကအမြဲတမ်းတောင်ပေါ်တက်နေတဲ့တကာတွေရှိရောကကြဘာလဲဆိုတာကိုမေးတော့ကြတော့ဒါကလန်းခင်းဖို့အတွက်ကြံတဲ့ဝိထုငွေလေးဆိုပြီးတော့သူတို့ကပြောပြတယ်လန်းခင်းမဲ့အတွက်ကြံတဲ့ဟာလေးဆိုတော့ကကြတော့အခုဟာကလန်းခင်းမဲ့နေရာဘယ်နေရာလဲဆိုတော့ကျွန်တော်တို့ပုံမှန်တက်တယ်ဆိုရင် ဒီဟင်းတာကူဟင်းတာကူဒါဟင်းတာကူတောင်ပေါက်ရောက်ပြီဆိုတောင်ပေါက်ရဲ့ဘေးကနေတက်သွားရင်လည်းရတယ်ဒီဖုန်ကြီးเจ้าဘေးကနေပြီးတက်သွားရင်လည်းကျွန်တော်တို့ဘာကြီးဖုန်ကြီးစီကိုရောက်တယ်ဒါပေမဲ့သူကကြတော့ဒီကားနဲ့တက်လာတဲ့သူတွေလည်းအဆင်ပြေအောင်လို့ဟင်းတာကူတောင်ပေါက်ကနေတက်သွားလိုက်လို့ရှိရင်ဒီမှာဒီဇေဒီတဆူရှိရဲ့ဇေဒီရဲ့ဘေးမှာကားလန်းဆိုတဲ့အရာလေးကျွန်တော်ဒုတိယဘာကြီးမိုးပြောပြထားတဲ့ဗီဒီယိုမှာလည်းပါတယ်တချက်ကြည့်ကြလားအဲ့လမ်းကကြတော့ဆင်းရပြွာတာအရင်လုံခဲ့တဲ့၄-၅နှစ်လောက်ကတော့သူလမ်းနေရှင်းရထားတယ်တို့ကြောင့်မလို့ဟိုကွန်ကရစ်လမ်းတော့မဟုတ်ဘူးကြောက်ခဲလမ်းနေပဲတွားတာတော့လမ်းကောင်းနေဒါပေမဲ့အခုနောက်ပိုင်းကျတော့နည်းနည်းလေးလမ်းလေးကပြန်ဆိုးသွားတယ် အဲ့မှာဘာလို့မကျေနပ်တာတော့ဆိုရင်ဒီသူတို့ကဖုန်ကြီးကဒီမျိုးတခြားဖုန်ကြီးတွေကိုစော်ကားတာတော့မဟုတ်ပါဘူးဟိုစည်းစိမ်တွေမတ်တယ်ဖုန်ကြီးစည်းစိမ်တွေတချို့မန်းနေမှာဆိုရင်လည်းမလေးဖုန်ကြီးတွေကအေယာကွန်တမပြက်ရင်တော့မှအေယာကွန်ကချက်ချင်းလာတာတွေရောဗာရောမန့်ထားလို့ကျွန်တော်တို့ဗာကြီးဖုန်ကြီးဥရမကကြတော့အဲ့လိုဖုန်ကြီးမဟုတ်ပါဘူးဒီမန်းလေးမှာဆိုရင်လည်းဒါသူ့ရဲ့အိမ်ဝိုင်းရှိရေနော်သူကလူပြိုကြီးကြောက်တမား လူပြိုကြီးဒါပေမဲ့လွန်ခဲ့တဲ့1.20ကျော်ကျမတို့ငငယ်လေးကလေးကသူကအောင်အရင်ဆုံးအောင်တော်မူခရားမှာသူကဒီပေါင်တော့ဘင်းကျွန်တော်တို့ဒီရင်ရှေးခေတ်တုန်းကလူကြီးရေးစီးရောက်ကြစီဘင်းကြီးနဲ့သူကအောင်တော်မူခရားအခုတက်အခုအစ်စ်ထက်တယ်ထားတဲ့ဂျိုပြင်းနေမျိုးမဟုတ်ဘူးညောင်ပြင်းနဲ့ဂျိုပြင်းနေမျိုးနဲ့မှာသူကတန်ရှိရေးလုတ်ပေးတယ်ဖရားဝေယာဝိစာကြီးအကုန်လုတ်ပေးတယ်ညနေဆောင်ဆိုရင်စပင်းလေးနဲ့ပြန်လာပြီသူ2နာရီ3နာရီလောက်ဆိုရင်ဖရားကိုသွားပြီအဲ့ဒီကနေပြီးသူကဝှဖြူယောဂီယောဂီလည်းဝှက်တယ်ပြောမယ်ဆိုရင်ပိတ်ဖြူအဖြူလည်းဝှက်တယ်အဲ့ဒီကနေမှတဖြည်းဖြည်းနဲ့သူကညဆိုရင်သူကအိမ်မက်တီမက်တာ ငါ့ကိုစစ်သားကြီးတယောက်ကဟင်းသာကိုတောင်ပေါ်ကိုလာလာဖို့ခေါ်နေတယ်ဆိုတဲ့အရာကြီးလေကျမတို့ကသိရတယ်အဲ့မှာလေနောက်ပိုင်းကျတော့ဖိဖိနဲ့အောင်တော်မူခရီးကနေပြီးတော့လူများရင်လည်းသူကမကြိုက်ဘူးအတန့်ရှင်းရလည်းမတရားကြိုက်တာဖုံဖုံကအဲလူများရင်လည်းမကြိုက်ဆူညာနိုင်လည်းမကြိုက်တော့ကျနောက်ပိုင်းသူကကျတော့ရေတုံတောင်ပေါ်ကိုရောက်သွားတယ်ရေတုံတောင်ပေါ်ကိုရောက်သွားတဲ့အချိန်မှာကျမတို့ဘိုင်မိုဗီဒီယိုဖိုင်လေးတင်ထားတယ်မလားဘိုင်မိုပြောနေတဲ့အရာကြီးနဲ့လုံးဝကွက်တိအကုန်လုံးတောင်ပေါ်ကိုရောက်သွားတဲ့အချိန်မှာလမ်းလည်းမပေါက်ဘူးအုတ်တေးတဲတဲဘူးဆိုတာလည်းမလွယ်ဘူး အဲသူ့မှာအခုထိုင်းတော့အိမ်မှာအိမ်မှာသူဘေးရင်လေးတွေဟောပေးတယ်ဘေးရင်ဟောပေးလို့လာလူသွားတဲ့ပတ်စံလေးတွေပဲဖြစ်ဖြစ်ဒီမိသားစုကလူသူ့လူတဲ့ပတ်စံလေးတွေပဲဖြစ်ဖြစ်သူကအကုန်လုံးတောင်ပေါ်မှာအသုံးချတာတောင်ပေါ်မှာအသုံးချရဲဆိုတာဒီဖရားကြီးတဲဖို့အတွက်ကိုသူကအသုံးချတယ်လူတွေတန်းတယ်သူ့ကိုကျိုးတွေလည်းအကုန်စွန့်တယ်ကြောက်သမားဗျာလူပြိုကြီးကြောက်သမားလူပြိုကြီးအိမ်ဝိုင်းကြီးအကုန်စွန့်သွားတယ်စီးစိမ်ကြီးမတ်တယ်ဆိုလို့ဒါရှင်းပြပေးရနော်အကုန်လုံးကိုစွန့်ပြီးတော့မှသူကတောင်ပေါ်ရောက်သွားတယ်တောင်ပေါ်ရောက်သွားတော့ကြာတော့လေအစာပိုင်းတော့တောင်ပေါ်မှာကကြာတော့ လူဝင်နေဆိုတော့နေတယ်အဲနေတယ်နေတယ်နေတယ်နောက်ပိုင်းနေကြတော့သူကသွားလိုက်ပြန်လိုက်နေတာနောက်ပိုင်းနေကြတော့ဘလို့ဖြစ်တော့ဆိုတောင်ပေါ်မှာတချို့ကကြတော့လေဖုန်ကြီးရေးမဟုတ်တဲ့အတွက်ကြောင့်မလို့တပုတ်လေးလွင်နေပြောကြတယ်ပြဿနာကြီးတက်တယ်နောက်ထပ်ကြတော့လေကျန်တဲ့ဒီဟိုပေါ့ကျမတို့တီးတလောက်ကိုပဲပြောပြပေးရအောင်နော်ကျန်တဲ့ဟာတွေကလည်းအနီမခံဘူးဆိုတဲ့အတွက်ကြောင့်မလို့အဲသူကတန်ခါးနိုင်ကမှတိမ်ဝင်လိုက်တာဖုန်ကြီးပြန်ဝစ်ပြီးတော့တိမ်ဝင်လိုက်တာတိမ်ဝင်ပြီးတော့မှသူကအဲ့တောင်ပေါ်မှာ ထပ်ပြီးတော့ဒီတာသနာပြုလုပ်ငန်းတွေကိုသူကဆက်လုပ်တယ်ဆက်လုပ်တဲ့အချိန်မှာကျတော့လေအခုပြန်လုံတော်မူလာနေဆိုရင်ဆက်တက်ဝါရောက်သွားပြီအဲသူကကျတော့ပြောမယ်ဆိုရင်ဟိုတနေ့ကဆွဲတဲ့ဗီဒီယိုဖိုင်လေးကိုပြန်ပြောပြပေးမယ်ရိုက်ပြီးတင်တဲ့သူကကျတော့လေဒီပေါ့သူကကျတော့လေဒီနာမှုကူညီတဲ့မှာသူတို့နာမှုကူညီတဲ့နဲ့သွားကြတာဆိုတော့ဖုန်းကလူတကာကိုခုခင်မှာပါနေကြတယ်ဗျာဒါပေမဲ့တင်လိုက်တဲ့အချိန်မှာကျလေကိုရီးယားဟိုမတိလိုက်ဘူးနောက်ရမနဲ့ကြမှာတိလိုက်တာအဲဝင်ပူးတဲ့ဟာကိုတင်တယ်ဆိုတာလေအစအဆုံး မပါဘူးအစားဆုံးမပါဘူးဆိုတာကကြတော့နာမှုကူညီရေးအတင်းကားနဲ့ကျွန်မမောင်ရဲ့ဟိုဝင်ပူးတဲ့ဦးလေးကြီးရဲ့ဆိုတာအရင်ဆုံးသွားကြတာသွားကြတဲ့အချိန်မှာချင်းအောင်ထဲမှာလက်ကဒီလိုထောင်ရက်ဒီလိုလေးလက်သီးလေးကဆုပ်ထားသလိုပုံစံမျိုးလေးထောင်ရက်ကလေးကျွန်မတို့အဖေတို့အဲသူညီမအငယ်ဆုံးလေးလေးပါတယ်တောင်ပေါ်ရောက်သွားတဲ့အချိန်မှာသွားတဲ့နင်းတို့ရဲ့အထက်ကိုတက်ကြည့်ကြရအောင်နဲ့လက်ကြီးကျသွားပြီးတဲ့ငါတို့လာတော့ကလက်ကထောင်ရက်တဲ့ပုံနေလဲရှိတယ်အဲ့မှာအဖေတို့ကကြတော့ဖုန်းကြီးကတောင်ပေါ်မှာတပါးတဲ့သတင်းသုံးနေအဲသူ့မှာခွေးလေးအဖော်9000ရှိတယ် ကျန်တဲ့ဒကာတွေဒကာမတွေကပ်ပြရတွေပါမလာဘူးလားဆိုရင် तू ကကြတော့ပြောမယ်ဆိုရင် तू ရဲ့ဒီဖျားကုန်းမြေပေါ်မှာကြတော့ तू ကစီကံကြီးတယ်တစ်ပင်တွေလည်းအခုမခံဘူးပြီးကြလို့ရှိရင်အတွဲတွေတက်လာရင်လည်း तू ကမကြိုက်ဘူးအဲ့လိုသူများအတွဲတွေဆိုရင်တည့်ရတိုင်းပဲအဲ့လိုမျိုးတွေလည်း तू ကအဲ့သူကုန်းမြေပေါ်မှာအဖြစ်မခံဘူးလူတွေအများကြီးနဲ့လာတယ်ဆိုရင်လည်းပြန်တော့ပြန်တော့အာဆိုပြန်ခိုင်းတာမိသားစုကလာမယ်ဆိုရင်လည်းဟဲ့လမ်းခီမကောင်းဘူးလမ်းပြတ်တယ်အဲလာမယ်ဆိုရင်တော့မှ तू ကအလားမခံတဲ့သူမျိုးမိသားစုကိုလည်း तू ကဒုက္ခမပေးဘူးအဲ့ကြတော့ ကျွန်တော်တို့ကလည်းသွားမယ်သွားမယ်ဆိုပြီးတော့ကိုယ်လည်းကိုစီးပွားရေးတွေနဲ့ဆိုတော့အော်သူကျမ်းမာရေးကောင်းတယ်ပေးစရာရှိတဲ့ဟာလေးတွေတော့ပဲအင်းကတော့လန့်လန့်ပေးတာဟိုလူကြုံနေသွားတဲ့သူတွေနဲ့ဟိုကပါလိုက်တယ်ဆိုရင်ဒီဘက်ကိုပြန်လာပြောတယ်ဖုန်းတွေပေးထားရင်လည်းဖုန်းတွေကိုမတော့ဘူးဟိုအရင်တော့ဆိုရင်ကျမတို့ဒီဘာလို့စင်ကက်လေးတွေထည့်ထုံးစင်ကက်လေးထည့်သုံးရတဲ့အထိုင်ဖုန်းလေးအဲအထိုင်ဖုန်းလေးတွေဆိုရင်လေသူ့ဟိုတဲ့ဖုန်းတွေဆက်ပြီးတော့ပြဿနာကြီးရှာလို့ဆိုပြီးမှကက်ချင်းနဲ့ကြိုက်ပြတာကြိုး ဟိုမောအဲ့လိုလူမျိုးလူမျိုးဆိုတဲ့အခါကျတော့အခုသူများနေမန့်နေတယ်လို့ပြောနေတယ်လို့မဟုတ်ဘူးဆိုတဲ့အရာကိုမိသားစုဝင်အနေနဲ့ဒါလာရှင်းပြပေးထားတာ။အောက်ဆိုတကယ်အမှန်ကန်အလုပ်လုပ်နေတဲ့ဘုန်းကြီးကိုဟိုပေါ့ရကြမရှိအောင်ပြောဆိုနေရည်ဆိုရင်လည်းမိသားစုအနေနဲ့ကလည်းမခံစားနိုင်ဘူး။ပြီးကြတော့သူကဝင်ပူးတာမဟုတ်ဘူး။ကျွန်မထပ်ပြောမယ်နော်ဝင်ပူးတာမဟုတ်ဘူး။အဲ့မှာကျွန်မတို့အိမ်ကသူ့ညီမအငယ်ဆုံးရဲ့ညီအလက်ရဲ့ရောက်သွားတဲ့အချိန်မှာဘုန်းကြီးပြန်လုံတော်မူတဲ့ပုံကြီးက အကောင့်တွေတောင်ကြတဲ့အဆင့်ထိရောက်သွားတယ်ဗျာအကောင့်တွေတောင်ကြတဲ့အဆင့်ထိရောက်သွားတဲ့အတွက်ကြောင့်မို့လို့ဘလိုပဲနေနေမိသားစုတွေနဲ့ကြတော့ယူယုံမရဖြစ်တယ်ပြန်တွေးတဲ့အတွေ့ကြတော့လေငါတို့ခေါင်းကြီးကအသက်ခံရတာလားတပါးတဲ့နေတဲ့အတွက်ကြောင့်မို့လို့အဲဘလိုဖြစ်လို့ဆုံးတာလဲဘာလေးတွေမြန်မှားစရာရှိသေးလေအဲ့သုံးချက်အနေနဲ့ကညီကရွှေညီကကြတော့တမိတ်အေးရဲမွေးတဲ့ညီဆိုတဲ့ခါကြတော့ရွှေရင်ကြော်စရာလည်းဖြစ်တယ်ကဲဝင်ပူးလို့ရရင်ဝင်ပူးဆိုပြီးတော့အဆွဲသွင်းလိုက်တာအမိန်သွေးလိုက်တာ ပေးလိုက်တဲ့အချိန်မှာ तू ပြောချင်တဲ့အရာလေးတွေ तू မှားချင်တဲ့အရာလေးတွေကို तू ပြောခွင့်ရသွားတယ်ရသွားတဲ့အကြောင်းကြောင့်မို့လို့အဲသူများတက်လို့သေးတာမဟုတ်ဘူးသူ့ဘာသာ तू तू ကျမ်းမာရေးကြောင်းမို့လို့ဆုံးတာဒါတိလိုက်ရတဲ့အတီလေးနော်နောက်ထပ် तू ကြံခဲ့တဲ့အလုပ်ကလေးတွေမှားကြရရှိတာလေးတွေမှားသွားတယ်ဒါမိသားစုဝင်အနေနဲ့ကြတော့အဲ့လောက်လေးတောင်မှမေးပိုင်ခွင့်မရှိတော့ဘူးလားအဲ့တော့ဗီဒီယိုဖိုင်ကတဝက်တစ်ပြက်ပဲတင်တဲ့အတွက်ကြောင့်မို့ဖုန်းကြီးကမသေးလို့အသေးသွားပြီးတော့မကျွလို့ဝင်ပူးတာဘာညာဆွဲတာဆွဲမှာပဲဘာလို့လို့ဆိုတော့ပုထုရှင်များယဟန်ဝစ်လိုက်တယ် ရဟန်းဝတ်လိုက်တယ်ဆိုပေမဲ့လေသူကသာသနာပြုနေတဲ့သူဟိုပြီးကြတော့ဒီဒါငါလုပ်ခဲ့တဲ့နေရာလေးဆိုပြီးတော့ငါဆွဲဆိုတဲ့အစွဲရလဲဘုံကြီးပဲဖြစ်နေဖြစ်နေလူပဲဖြစ်နေဖြစ်နေရှိတယ်မရှိဘူးဆိုတာလိမ့်တာလုံးဝရှိတယ်အဲတော်တော်တရားပေါက်နေတဲ့ဥစဉ်တွေကိုတော့မပြောဘူးနော်ဒါကျမတို့မြင်နေရသမျှကိုတော့ပြောပြတာအဲဆွဲတာတော့ရှိမှာဒါပေမဲ့သူကလုံးဝနှစ်30နီးပါးလောက်အလုပ်လုပ်ခဲ့တယ်ဗျာဖရာကြီးဖရာကြီးအကုန်လုံးဟိုအဲသာသနာပြန်ပွားအောင်သူလုပ်ခဲ့တယ်သူခံရအောင်တော့နည်းနည်းပေါ့ဟုတ်တယ်မလားဟုတ်တယ်ဆွဲတာကိုလက်ခံတယ် ဖုန်ကြီးစည်းစိမ်တွေမတ်လို့မကြွတာဆိုတဲ့အရာကြီးကိုလက်မခံတာပြီးကြလို့ရှိရင် ဖုန်ကြီးကသူ့ဘာသာသူဝင်ပူးတာမဟုတ်ပါဘူးကျန်တဲ့ညီကိုမောင်နှမကဘာလေးနေမှားစရာရှိသေးလေစောနာပြောတဲ့သုံးချက်ကိုတိကျင်တဲ့အတွက်ကြောင့်မလို့ဝင်ပူးခိုင်းတာအဲကြတော့တခြားမလိုတာတွေမှတ်နေတဲ့အရာတွေကြောင့်လည်းဒေါသထွက်တယ်စိတ်လည်းတူတယ်ကောင်းတာလုပ်နေတဲ့သူကိုဒီလိုပုတ်ဆို့ပတ်ဆက်ကြီးတွေပြောနေရတာကိုလည်းမခံစားနိုင်ဘူး ါဒါကမသိသေးတဲ့အရာတွေကိုပြောပြပေးတာအဲ့ဗီဒီယိုဖိုင်ထဲမှာလက်ကျလက်ကဘာဖြစ်တာတော့အထက်ဝင်ကြည့်ဆိုတဲ့အရာတွေလည်းတမဝေါ်ထဲမှာအကုန်တင်ပေးထားတယ်ဝင်ကြည့်ကြပါမကောင်းတာလေးတွေကတော့တုံသိုံလေးတွေဆိုရင်ကိုချင်းစာစိတ်ကလေးနဲ့မှတ်ပေးကြပါလူဆိုတာတင်မျိုးကြည့်ပါပဲတေကန်ဒီအချိန်မှာအစွဲမထားဖို့တွေဒါဘလို့ပဲနေနေတန်ဝေကတရားတွေရတယ်ကြည့်တဲ့ရင်မြင်တယ်တရားသဘောလေးနဲ့ပဲကြည့်ကြပါလို့ပြောချင်ပါတယ်ရှင်ဒါကဒီ post ကနောက်ဆုံးတင်ပေးတာပါနောက်ထပ်လည်းရှင်းမပြတော့ပါဘူးကြိုက်တဲ့သူကြိုက်တယ်လို့သာပြောကြပါတော့ကိုပါကြီးအတွက်ကိုတော့ကိုကရှင်းပြတဲ့နဲ့ထင်လို့လာရှင်းပြပေးတာပါ ဲ့လမ်းကတော့ဒါရွှေဟင်းသာကူထက်ကအောင်တော်မူကုန်းပေါ့ဗျာဒီလောကတော်ထဲမှာရန်တော်မူဝါတာ6ရက်လောက်နေမှဒီကားတယောက်သွန်းလာပို့လို့ ਈ ရတဲ့ဥဒမာဆိုတဲ့နေရာကိုကျွန်တော်သွားမှာဗျခါတိုင်းလဲလာတော့လှူဦးတယ်မကြမကြလာလှူတယ်ဗျကျွန်တော်ကသူလဲရွာထိပ်ကိုတက်စီဝဲဆိုပြီးလာရင်းနဲ့ ။ရောင်းမကြီးကနေလှမ်းကြည့်လိုက်တာတောင်ကြီး။ဩငါခါတိုင်းတက်စီသွားသွားလှူတယ်လို့။ငါတက်အောင်ပဲလို့တက်လာ။နားတော့ဒါပဲဗျတော်တော်ဆိုးတယ်။ချိုးနေရမရဘူးဒီရောက်ဖို့ကိုတော်တော်မောင်းရတယ်။နော်အာဟုတွေတို့ကချမင်းတုတ်လည်းပါတယ်ဗျမုံလည်းပါ။အဲဒီသွားကြွေးမယ်ဗျ။ပေါ်ရောက်ရင်တော့ဥရမကြီးဘယ်တော့ကဘလို့နေလာတယ် ဘလို့စလှုပ်လာတယ်ဆိုတာကျွန်တော်တီးတော့ပြောပြမယ်ဗျာနော်အားလုံးပြောချင်းချမ်းမြေ့ကြပါစေကဲဟိုတလောလေးရရေတံခွန်တောင်းပေါ်မှာအပြန်တော်မူွားတယ်ဆိုတဲ့ဆရာတော်ဦးဓမ္မပေါ့အဲ့ဆရာတော်ကြီးရဲ့ကျောင်းနေရာရောက်တော့မယ်ဗျာဒါတော့ရောက်ခင်နေရာဇီဒီတွေပေါ့ဗျာအိုးဟိုတော့အဲ့လိုလေးဝူထိုးလိုက်ရင် အေးငါတကမောင်မိုးကြီးလာပြီကွာဆိုပြီးတော့သူကလည်းပြန်ထိုးတယ်ဗျဦးထိုးတယ်ခုတော့အဲ့တန်နေမကြတော့ဘူးဗျသူ့ရဲ့အာဟုတွေတော့တန်ကြပြီဗျကျွန်တော်အာဟုတွေတော့ကျွေးသွားမယ်ဒီတောင်ပေါ်ကတော့တက်ချင်တော့ဆိုင်ကယ်လက်မကောင်းဘူးဗျရွှေဟင်းလာကူထီဆိုင်ကယ်မောင်းထားပြီးတော့လာမယ်ဆိုရင်တော့ချီချင်လေးနည်းနည်းတက်ကင်ရောက်ပါနော်ဒဲတဲ့အိတ်အုတ်တပွင့်အုတ်တစ်ချက်ပေါ့ရောက်ဖို့ဆိုတော့လွယ်တဲ့နေရာကြီးမဟုတ်ဘူးတော်တော်ကို လောက်သွားတယ်ဗျအဲလူဘဝမှာပဲဖြစ်ဖြစ်ယဟန်ဘဝမှာပဲဖြစ်ဖြစ်မှန်တိုင်းပြောရင်တော့ဒါသူ့ရဲ့မျိုးတွေကနေမိသားစုတိုင်းဝိုင်းနေရှိတယ်တယောက်တည်းလူဘဝနဲ့လာတယ်နေတယ်လမ်းတွေဖောက်တယ်လူလမ်းတွေကောင်းကောင်းဖောက်နောက်ပိုင်းဖျားတွေတည်တယ်ဟောဒီမှာဓမ္မယုံနေစရက်တည်ဆိုရင်နော်စောင့်ထားတာနေတာမဟုတ်ဘူးဗျအဲကြောင့်မို့တော်တော်ကြိုးစားအားထုတ်တဲ့ယဟန်တစ်ပါးပေါ်ဗျာနော် လောကကြီးထောက်ခေါက်သွားတာနှမျိုးတယ်ဘာလို့နှမျိုးတယ်လဲဆိုတော့လူဆိုတော့နေချင်းចောင်းတရားကိုမလွန်ဆန်နိုင်ဘူးဗျတို့ပေမဲ့ဒီတော့မမနေကြရလူဘဝနဲ့ကြရကျွန်တော်ကယဉ်နီးယဟန်ဘဝရောက်လာတော့နေတော့လဲယဉ်နီးသူမာဒီဘဝမှာလောင်ကစားမလုပ်ဘူးဗျလူနော်ဥပမာတောက်စားပါညာမရှိဘူးဗျတပါးတယ်ရိုးရိုးတပါးကြီးနေတယ်အဲဒီလိုလူသွားလမ်းနေဆိုင်ကလမ်းနေဖြစ်ဖို့ ဘယ်မှမလဲလူလူမခံဘူးဗျသူလောက်အားနဲ့သူလောက်တယ်ဒါပေမဲ့လာလို့လှူရင်လဲသူလက်ခံထားပြီးတော့ဒီရဝတ္ထုလေးတွေကိုဖူထားတယ်အဲနောက်ပိုင်းတဏ္ဍာရင်ဝဲတယ်ဖူလာကြီးတွေနဲ့အောက်ကိုကဲတယ်ပြီးရင်ဆိုင်ကင်နဲ့တစ်ဆင့်တင်းတယ်ဒါဆိုင်ကလန်ပေါ့တာမှာကျွန်တော်တို့လုံလုံရှိရင်ခုနှစ်နှစ်လောက်ပေါ့ဗျအဲ့ဒီရင်ကလေးကနီးလာတာကတော့နှစ်ပေါင်း30ဝန်းကျင်လောက်တော့ရှိပြီဗျ20 နှစ်20လောက်ကတော့ရေမရှိလမ်းမပေါက်ဘဝကိုအဲ့လိုနေလာတာဗျာနော်ဒါတွေလဲအောက်ကနေထမ်းတင်ရတာပဲဗျာတဲရီပုတ်ဒီပြီးလဲမြေဒီတောင်တန်းကိုဇွဲနေတောင်တန်းကိုစိတ်တနေရတော့မအောင်မြင်ဘူးဗျာအမေတော်တော်ကိုတူယူလိုက်ပါတယ်ဗျကျွန်တော်ကတော့တော်တော်လေးသဘောကျတယ်ဒီဆရာတော်ကြီးလူဘွားအနေနဲ့ ယဟန်ဘဝအထိနေပုံထိုင်ပုံလေးလုံးပုံလေးကျွန်တော်ကဟိုးမြင်ဆုံးတောင်ကြီးမှာတက်နေတယ်ဗျအဲ့မြင်ဆုံးတောင်ကြီးပုံမှာလဲကျွန်တော်တဲလေးတစ်လုံးရှိတယ်နော်ခြံလေးအားရနဲ့ကျွန်တော်ကဝူးလို့လန်းထိုးသူကလဲဝူးပြန်ထိုးတယ်ဗျမိချက်တွေလဲပြတာဗောဗျာမမွေးရတဲ့ငါမီးမပြတဲ့နေတော့တီးပြီးသားမှတ်กว่าတယ်အမေတယောက်နဲ့တယောက်အဲ့လိုလေးနေကြအဲမိုးရင်းတော့မီးမပြနိုင်ဘူးလေမမြင်အောင်မြူတွေနဲ့နောက်ပိုင်းခုကြတော့ ပြန်တော်မူတာလဲကိုလည်းမသိလိုက်ဘူးအဲတီးတော့လဲဒါသူတို့လုပ်ငန်းကိစ္စတွေတန်ခါးရဲ့လုပ်ငန်းတွေလောက်ကြတော့ကျွန်တော်လဲမလာပြုတ်ဘူးဗျဦးတော်တရားမှမရှိဘူးလာတယ်ဗျအောက်လာဟေးမင်းတို့ကောင်းနေငါတဲလိုက်မလားကဲခုတော့မင်းတို့ပဲငါ့ကိုလာကြိုတယ်ကွာနော်သူကတော့ဦးသိန်းဦးဓမ္မဟေးမိုးကြီးရဲ့ဆိုလန့်လန့်ခေါ်တာနော်ဦးသိန်းကိုတချို့ကကြ လိုင်းပေါ်မှာဝင်ပူးတော့ကြတော့ဆွဲလန်းလို့ဘာညာပြောကြတယ်အဲ့လိုလည်းမပြောပါနဲ့ဗျာနော်ဘာလို့တုံးဆိုသူဆွဲလန်းနေဆိုတာလောက်စီရည်ကြံသွားလို့ပါပစ္စည်းဥစ္စာတွေဆွဲလန်းတာတော့မသေးခင်ပြန်တော့မမူခင်ကလေးကစကားတွေပြောမှုပါတယ်အခုမှသူမမောပါဘူးဆွဲလန်းမအောင်နော်လောက်စီရည်ပလန်လေးကတော့အများကြီးကြံသွားတယ်ဗျာသူလည်းဒီရီးတွေဆိုနေတာမဟုတ်ဘူးအဲသူရင်ဆုံးနေတဲ့နေရာကိုကျွန်တော်တစ်ချက်သွားမယ်ဗျ ာလောက်တော့ဆိုတော့ဒါကဒီဘက်ဒီနောက်ပိုင်းမှာတည်ထားသူရန်ဆုံးနေခဲ့တဲ့အောင်းတော်မူကုန်းအဲရောက်ရင်တော့တခါကျွန်တော်ပြမယ်ဗျာနော်အေးလာကွာမောင်ဖြူတို့မောင်မဲတို့လာလာလာငါမုံကျွေးမယ်ဟမ်အေးမင်းတို့ညားလဲအော်နေကြတာကွာငါတဲရကြားရတယ်လားမင်းတို့ငါစီကိုလိုက်လာခဲ့ကွာမင်းတို့ကောင်တွေကိုကျွေးမယ်လောက်ထားတာတော့ကျွန်တော်တို့နေရာဒီတော့ တောင်ကြီးနဲ့မဝေးဘူးဗျဒီလိုအုတ်ခုံတွေဒီလိုထိုင်ကုန်တွေကျွန်တော်တို့မလုံနိုင်သေးဘူးဒါမြင်းလုံးတော့တောင်ဝေးကြီးတယ်မှာဗျာဘုရားလာရင်နားဖို့ထိုင်ဖို့လောက်တော့မလီဘုရားဘုန်းကြီးတော်ပါပြောတဲ့အာဃလူဆိုတာဥကလာတာကွာဩတော်တော်ကိုလေးစားလိုက်ပါတယ်ကွာကျွန်တော်ကတော့ ဥဒမာကြီးပြန်တော့မမူခင်ကလည်းကျွန်တော်ကလာတယ်ဗျကျွန်တော်ကလှူတယ်ဗျလုံးစီရရှိတာကျွန်တော်ရှိတာလေးလာလာလှူတယ်ကျွန်တော်လာရင်သူကလည်းပြောနေတာဗျကဲခုတော့ခပြုံးပြုံးကြီးနဲ့မျက်နှာလဲကျွန်တော်မမြင်ရတော့ဘူးဗျအာဥတွေရဲ့မျက်နှာလေးတွေကလည်းမိုင်းထွေနေတယ်ဗျနော်အာကိုမဲ့တယ်ဆိုတဲ့ပုံစံလေးဖြစ်နေတော့ကဲဘိုးဘျူးအာမိုးစီလိုက်ခဲ့ကွာမောင်မဲလိုရရှိရနော်နော်ဒီမှာတော့နေမနေတော့နဲ့မင်းတို့ဘယ်သူမှကြွေးမှလည်းမဟုတ် ယူတွေဖြစ်မြောက်အောင်ကတော်တော်လှုပ်ခဲ့ရတယ်ဗျဒါနောက်ပိုင်းဒီလိုမလှုပ်နိုင်တော့မှထိမ့်သိမ့်မှုဆိုတာတော်ယုံဇွဲနဲ့တော့မရတော့ဘူးထိမ့်သိမ့်မှုလည်းရှိမှမပြည့်စည်မှလေကဲကျွန်တော်နောက်ထပ်တော့အရင်ဆုံးပထမဆုံးနေတဲ့ဆရာတော်ကြီးရဲ့ကျောင်းနေအောင်ကျွန်တော်သွားမယ်ဗျာနော်